မြတ်စွာဘုရားကိုယ်တိုင်ကဟောပြီးဟောထားတာရှိတယ်။လူသေးပြီးလူပြန်ဖြစ်တာအလွန်နဲတယ်။လူသေးပြီးငရဲရောက်တာများတယ်။လူသေးပြီးတိရစ္ဆာန်ဖြစ်တာများတယ်။လူသေးပြီးပြိတ္တဘဝရောက်သွားတာများတယ်။သူဆိုတယ်နော်။လူသေးပြီးတိရစ္ဆာန်ဖြစ်သွားတယ်။နော်အပေလေးဘုံရောက်သွားတာတွေကပုံများတယ်သူဟောတယ်။အဲ့တော့31ဘုံတရားတွေဟာကျင်လဲနေတယ်ထင်တယ် အရေးအတွက်အပြင်ပြောမယ်ဆိုရင်လူကိုရောက်တဲ့သဘောအနေနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတာလစ်စိကလဆက်တုတ်ထမိုးကြီးနော်ထဘိုးထုံကြီးအပေါက်တစ်ပေါက်ထဲသာရှိတဲ့ထဘိုးထုံကြီးဥပမာပေးပြီးတော့ခေါ်ကြထားတဲ့တုတ်တာရှိတယ်ရှုကလစ်စိတ်တာအဲ့ဒီထမိုးထုံကြီးယူကစ်စိတ် ထမ္မုတုကြီးဟာပင်လယ်ပြင်ပေါ်မှာလှိုင်းပုတ်ရအောင်မျောပြီးတော့နေတယ်။အပေါက်ကတပေါက်သေးပါတယ်။အဲ့ဒီပင်လယ်ပြင်ထဲမှာလည်းပဲစိတ်ကမ်းမျက်စိမမြင်ရတဲ့စိတ်ဒီလက်ကြီးတကောင်မျက်စိမပါတဲ့လက်ကြီးတကောင်ဟာလည်းပင်လယ်အောက်ကျမ်းပြေမှာလှဲ့လှဲသွားလာပြီးရမယံကမျက်နှာပြင်ပေါ်ပင်လယ်မျက်နှာပြင်ပေါ်တက်လာပြီးတော့လေးရှူတယ် ဲ့တော့အနှစ်တရာကြာမှသူကပင်လည်းမျက်နှာပြင်းပေါ်ရောက်လာတတ်တယ်အဲ့ဒီလေကမ်းကြီးတကောင်အနှစ်တရာကြာမှပင်လည်းပြင်းကိုတက်လာတဲ့အချိန်အပေါက်တစ်ပေါက်သာပါတဲ့ထဘိုးတို့ကြီးကလည်းမျောခြင်းဟမျောနေတဲ့အချိန်သူကလည်းပဲခေါင်းကိုရေမျက်နှာပြင်းပေါ်ပြူလိုက်တဲ့အချိန်မှာထဘိုးတို့ရဲ့အပေါက်နဲ့ လက်ရဲ့ကောင်းတဲ့အန်ကြဆုံးမိဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးเนาะအလုံးကိုဖြစ်ခဲတယ်လို့ပြောအလုံးဖြစ်ခဲတယ်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့ကခဲနေလို့မြတ်စွာဘုရားဟောတာเนาะအဲ့ဒီတဲ့တောင်လူဖြစ်ဖို့အေး စာထဲမှာမပါဘူးပဲပြောကြတာရှိတယ်ပြမပြေကအတစင်လူပြေကအတစင်ချလိုက်အဖျားချင်းသာထိပဲဆိုစာထဲတော့မပါခုနကတော့ဖျားဟောတာနော်ဖျားဟောတဲ့အကြောင်းအဲ့တော့လူဘဝဆိုတာလူဖြစ်ဖို့မတမ်းမခဲနေခဲတော့လေလူဘဝဟာတမှုရှိတဲ့ဘဝတေးချတယ်အဲ့ဒါကြောင့်မို့လို့လူဘဝဘုန်းကြီးတို့တွေရလာပြီဘာလုံးရမလဲအခုလို့တမှုရှိတဲ့လူဘဝရလာတဲ့အခါ ရသည်နဲ့အနှစ်သာရတွေကဘာတွေလဲ